ိကတိတဘောလုံးတော့ကိုယ့်ကြီးဥဆောင်ခဲ့ရတယ်ရမ်းများလားမသိအခုကတော့ကို့ဥဆောင်နိုင်တဲ့ဒူနောက်ကိုလိုက်ဖို့စဉ်းစားထားပါတယ်ဆောင်နိုင်တယ်လို့ကောင်းကောင်းကြောက်လဲတွေ့ထားပါတယ်ကိုတမိုင်းကိုရေးလိုက်ရမင်းအဲကိုတမင်းကိုစားတော့ငါတမင်းမဲအချစ်ကကြတော့ဘယ်လိုပြောမလဲဆိုတော့လေအောင်းနောက်ကလေးစားပဲနှလုံးသားချစ်သွားတဲ့အချစ်မျိုးလေးပါ ွားအဲ့လိုပဲရင်းချက်တည်နေတဲ့လူဆိုတော့လေပြီးတော့ကိုယ့်ထက်လည်းအများကြီးဥဆောင်နိုင်စမ်းရှိတယ်ပြီးတော့အဲသူနဲ့စကားပြောကြည့်ရတဲ့အခါမှာပေါ့နော်ကိုဘွားတလျှောက်လုံးမှာအရန်ယုံကြည်လေးစားအကူကိုကောင်းတဲ့အဲ့လိုအကူစရာကောင်းတဲ့ယောက်ျားတယောက်ခုမှတွေ့တယ်လို့ခံစားပြီးတော့ပေါ့နော်အဲ့လိုမျိုးလေးပဲနှလုံးသားလေးကချစ်သွားရပေါ့အုံတော်ကလေးစားရတဲ့အချိန်မှာပေါ့နော်ရန်နိကတနေရှင်ခေါမချမ်း သွားတဲ့သူပုံမှန်လည်းပတ်နေပါရဲ့ရှာ။တချင်းနေလည်းတစ်ထပ်ပုံများကြီးရှိပါရဲ့။အခုနည်းနည်းလေးကစီးပွားရေးနည်းနည်းတောင်းချက်နေလို့ပေါ့နော်။ကိတ်ကိုပိုင် brand လေးထုတ်တာလေးရှိတော့အဲကိုပိုင် brand ထုတ်တာလေးရှိလို့အားကြောင့်အဲ့ဒါလေးအိတ်တက်ကိုနည်းနည်းအယုံစိုက်ဖြစ်နေပါရဲ့ရှာ။ကိတ်ကကြောပေါ့နော်။ဒီတချင်းလူညာပါရောလို့ fashion မရောလို့သူများနဲ့မတူပဲတမူကွဲပြားတဲ့ရာသားတစ်ခုခုပေးနိုင်တဲ့ဘက်ကိုပြိတက်ကြီးကိုပေးချင်တာဆိုတော့အဲ့လိုဒီအဲ့လို fashion မိုင်းဆိုလည်းသူများနဲ့မတူချင်းကိုကွဲပြားချင်းနဲ့ကိုလို့အနုပညာတစ်ခုခုချပြတဲ့တချင်းတစ်ခုခုထုတ်ချက်တဲ့ခါကြရင်လည်းအဲ့လိုမျိုးရှေ့မှာ တို့သူများရင်ဘူးမမလုပ်ဘူးတဲ့ပုံစံမျိုးတင်းပြွန်အဓိကထားပြီးစဉ်းစားပြီးတော့လုပ်ဖြစ်တာဆိုတော့ကြေးရထွက်တဲ့တချင်းတိုင်းကပြိတက်ကိုရတာတခုခုတော့ပေးစားနိုင်မယ်လို့ထင်ပါတယ်ရှောင်းတချင်းတစ်ပုတ်ထွက်တာအချစ်တချင်းဆိုရင်ချစ်သွားတယ်လို့အလွမ်းတချင်းအကွဲတချင်းဆိုကွဲသွားတယ်အဲ့လိုမျိုးလေးပေါ့နော်အခုထွက်တာရဲ့ but wine ဆိုလည်း based on true story လေးအများကြီးပါတယ်ဆိုတော့လေအဲအခုထွက်ထွက်မဲ့တချင်းတွေကလည်းအဲ့လိုလေးထပ်ဖြစ်အောင်ပါပါရှောင်း ကမကေပါဘူး။အများကြီးချစ်တရားတစ်တစ်တွေမွေးဖွားနေရဆိုအများကြီးကံကောက်ပြုံးပါပါ။ခေလဲနောက်ခေါက်ပြန်ပေါ့။ဝမ်ကိုတူးကံပေါ့။ကိကတိတဘောလုံးကတော့ကိုယ့်အီဦးဆောင်ခဲ့ရရမ်းများလားမသိဘူး။အခုကတော့ကိုယ့်ဦးဆောင်နိုင်တဲ့ဒူနောက်ကိုလိုက်ဖို့စဉ်းစားထားပါတယ်။အခုလည်းအဲ့လိုကိုယ့်ဦးဆောင်နိုင်တဲ့ဒူနောက်ကိုလိုက်ဖို့စဉ်းစားထားတလို့ဦးဆောင်နဲ့ဦးဆောင်နိုင်တဲ့လူကောင်းကောင်းကြောက်လဲတွေ့ထားပါရဲ့။အဲ့တော့ကွာချေရအေးစေးဒီနေ့ပြောပြောရှင်းတာရကြည်ညိုပါပဲအခုကဖွက်ထားပါပါ ချတတ်ပါဘူးကမချင်ဖွက်ထားအဲ့တော့ဖွက်ပဲဖွက်ထားပါတော့ပဲရှင်အဲဒီခေါက်လေးကရန်တည်နေပါတယ်ဟောပုံစံလေးကတော့အမျိုးမျိုးပါပဲတစ်ခေါက်ကနောက်ဆုံးပုံစံလေးကတော့နည်းနည်းသူများနဲ့မတူတမူထူးခြားရယ်ပေါ့နော်သူကတော့ရင်းချက်တဲ့ကိုကြီးဆိုတော့ရင်းကြီးချက်ချက်လေးပဲအဲ့လို propose လုပ်သွားပါရှင်ဟောအချစ်ကကြတော့ဘယ်လိုပြောမလဲဆိုတော့လေအောင်နောက်ကလေးစားပြီးနှလုံးသားချစ်သွားတဲ့အချစ်မျိုးလေးပါ ပြောနေတော့အချစ်အချစ်ကမပြောချင်တော့ဟိုအချစ်ရေမမေးပါနဲ့တော့အခုလောဆရာနည်းနည်းအဲခမိုက်မိုက်ခဟောတချင်းလေးတော့အရင်ထွက်ဖို့ရှိရအခုလက်ရှိအချစ်ရင်းနေရတော့နည်းနည်းတင်းငိန်နေတော့လည်းနည်းခေါင်းထဲကဘာမှမထွက်သေးဘူးဆိုတော့နောက်ဘယ်လိုဖြစ်မလဲမသိသေးဘူးဆိုတော့လေ စပြဆက်လက်ကြောက်ကြည့်ရှုကြပါဦးလို့ကျွန်တော်ရှာ။ तू อ่ะအဲ့လိုပဲရင်းချက်တည်ငြိမ်တဲ့လူဆိုတော့လေပြီးတော့ကိုယ့်ထက်လည်းအများကြီးဥဆောင်နိုင်စမ်းရှိရဲပြီးတော့အဲ तू နဲ့စကားပြောကြည့်ရဲ့အခါမှာပေါ့နော်ကိုဘွားတစ်လျှောက်လုံးမှာအရင်ယုံကြည်လေးစားအကူကိုကောင်းတဲ့အဲ့လိုအကူစရာကောင်းတဲ့ယောက်ျားတယောက်ခုမှတွေ့တယ်လို့ခံစားပြီးတော့ပေါ့နော်အဲ့လိုမျိုးလေးပဲနှလုံးသားလေးကချစ်သွားရဲ့ပေါ့အုံတော်ကလေးစားရတဲ့အချိန်မှာပေါ့နော်ကိုလားစရာဒီတိုင်းမဲ့အခုလက်ရှိအချိန်လေးကိုပဲအဲ့လိုပြောစရာကောင်းအောင်ပဲတွေ့ပြီးပြောစရာကောင်းအောင်ပဲနေနေပါရှင့်အောင်အကွာလောလောဆရာတော့ကိတ်ရဲ့ကိုရီးယားမှာပေါ့နော်ကိုပိုင် brand လေးထုတ်ထား ာရှိရဲအာကိုဝိုက်ဂူတာဆိုဆိုရှိပါရဲအဲ့လေအခုမြန်မာပြည်တင်သွင်းဖို့လုပ်နေရပေါ့နော်အဲ့တော့နည်းနည်းစီးပွားရေးလေးတစ်ချက်တောင်းညံ့နေပါတယ်ရှင်။အဲအခုကမာယာချာရုပ်ရှင်ကားကြီးမှာကဲ့ရဲ့ကိုအိစာတချင်းလျာယုံတင်ကားကြီးရဲ့လို့တင်းဆောင်လင်းဖြစ်လဲပါဝင်တဲ့အတွက်ကြောင့်အဲမာယာချာရုပ်ရှင်ကားကြီးထွက်လာရင်လည်းအပိတ်ကြပါအောင်နောက်ပြီးတော့ကဲ့ရဲ့ရှေ့ဆက်ရှောင်းမယ်နုမညာလှူရှာမှုတွေရောကဲ့ရဲ့ကိုပိုင် brand တွေရောထွက်လာရင်လည်းအပိတ်ကြပါအောင်ကဲ့ကိုပိုင် brand ကိုလည်းအဲကိုလျောင်းခေတော်အင်းင်းချူရုံနဲ့တင်္ဂါလေးရိုက်ထားပါတယ်။အဲ့တော့ ကုန်လုံးအပိတ်ကြပါကိတ်ပါထွက်ထွက်အော်ရှင်းမှာကြည်များဖြစ်နေရရှင်လဲအခုကစပြီးတော့အဲသမင်းသွင်းသွင်းလေးတော့သဘောတရားကွန်ပျူတာခုလိုပဲကြပါလို့ကျွန်မရှင်းအောင်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်